မြမအိနီယနယ်ဆက်ကုံသွေးရဲ့အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့စကိုင်းတိုင်းကလေးခရိုင်ကလေးတမှုအာရှလမ်းမကြီးကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့စိုးစုကအင်အားအလုံးရင်နဲ့စစ်ကြောင်းထိုးဝင်ရောက်နေပြီးတော့တော်လရင်တက်တီအနေနဲ့စိုးမိုးနယ်မြေတွေလက်လွတ်နေရတယ်လို့ဒေသခံသတင်းမြစ်တီကအမှတ်ပြုကိုပြောပါရယ်မိုင်း80ကျော်ရှည်လျားတဲ့ကလေးတမှုလမ်းကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့စိုးစုကလေကြောင်းကနေအင်အားဖြစ်ပြီးနောက်ဩဂုတ်လကစတဲ့ကကလေးမျိုးဘက်ကနေစစ်ကြောင်းထိုးတာဖြစ်ပြီးတော့ အောက်တိုဘာ16ရက်မှာကလေးမျိုးကနေမိုင်60ခန့်အကွာကလေးနဲ့တမူးနယ်အဆက်စော်ဘွားရေရှင်ကျေးရွာအနီးထိစုပ်စုစစ်ကြောင်းတွေရောက်ရှိနေပါပြီ။စုပ်စုကကလေးတမူးအာရှလမ်းမကြီးတလျှောက်အင်အားတထောင်ခန့်နဲ့သုံးဖွဲ့ကကစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ကလေးတမူးလမ်းမကြီးအတိုင်းစော်ဘွားရေရှင်ကျေးရွာအနီးမှာအင်အား900ခန့်ပါစစ်ကြောင်းတကြောင်စကန်ကြီးကျေးရွာကနေရာစကြိုမြို့နယ်အတွင်းဝင်ရောက်နေတဲ့အင်အား300ခန့်ပါစစ်ကြောင်းတကြောင်နဲ့ လေးမျိုးအနောက်ဘက်ကနေစက်ကြီးကြီးရွာဘက်ဝင်ရောက်နေတဲ့အင်အား300ခန့်မှစစ်ကြောင်းလို့ဖြစ်ပါတယ်။လက်ရှိမှာဆိုးစုကကလေးတမူးလမ်းပေါ်မှာရှိတဲ့ဆော့ဝါးရေရှင်ရာသချိုညာစိမ့်နဲ့စက်ကြီးကြီးရွာတွေထဲအထိုင်ကျတဆွဲနေပြီးတော့အနည်းဝင်းကျင်ကိုလက်နက်ကြီးနဲ့အဆက်မပြတ်ရန်ကားပစ်ခတ်နေရလို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ကလေးတမူးလမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စတင်စစ်ကြောင်းထိုးလာတဲ့ဆိုးစုနဲ့တော်လိုင်းရင်တက်တဲ့ကန်တာယာကြီးရွာနေမှာ3လကြာတိုက်ပွဲဖြစ်ပွားပြီးနောက် တော်လန်ရေးတက်တွေကကန်သာယာကျွရကိုလက်လွတ်လိုက်ရချိန်စိုးစုကထမှန်အင်အားဖြင့်စစ်ကြောင်းထိုးလာပြီးနေဆက်ကုံသွေးရေးလမ်းကိုစိုးမိုးထိန်ချုပ်နိုင်ဖို့ကြိုးစားလာတာလို့ဒေသခံတော်လန်ရေးဘော်တူက MFP ကိုပြောပါတယ်။ကလေးမျိုးကိုလေချောင်းကနေထောက်ပို့လောက်ကကလေးတမူလမ်းပိုင်းကိုပြန်စိုးမိုးဖို့စိုးစုကစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့တမူမျိုးဘက်ကနေနှစ်ဖက်ညက်စစ်ကြောင်းထိုးတာမျိုးတော့မရှိသေးပါဘူး။ အဲ့ဒီကလေးမျိုးဘက်ကနေကလေးတမူလန်တိုင်းစစ်ကြောင်းထိုးလာတဲ့စိုးစုဟာဒေသခံအရတားပြည်သူတွေကိုတစားကန်လူသားတိုင်းကအဖြစ်ဖန်ဆီတာတပ်ဖြတ်တာနဲ့ရွာမီးရှို့တာတွေလည်းကျွ့လွန်နေပြီးအောက်တိုဘာ16ရက်နေ့ကဒေသခံပြည်သူအမျိုးသားရှုပ်ဦးကိုဖန်ဆီပြီးတပ်ဖြတ်ခဲ့တယ်လို့လူ30ကျော်ကိုလည်းတစားကန်လူသားတိုင်းကအဖြစ်ဖန်ဆီခေါ်ဆောင်သွားပါတယ်အသက်ခံရသူရှုပ်ဦးဟာအရှိခုံသာကျေးရွာက2ဦးနဲ့အနောက်ခုံသာရွာက 6ဦးဖြစ်ပြီးတော့တစားကန်လူသားတိုင်းကအဖြစ်ဖမ်းဆီးခံရသူတွေဟာကလေးတမူကားလမ်းမကြီးတစ်လျှောက်မှာရှိတဲ့အရှိခုံသာအနောက်ခုံသာရဆက်ကျိုးရံမျိုးအောင်စတဲ့ကျေးရွာတွေကဖြစ်တယ်လို့ခုံသာရာကန်တဦးကအမတ်ပီကိုပြောပါရယ်။စိုးစုကအရှိခုံသာအနောက်ခုံသာကျေးရွာနဲ့56မိုင်ကျေးရွာတွေကိုစင်းနှင်းဖောက်ထွင်းပြီးတမိုးရှိပစ္စည်းတွေလူရခိုးယူသလိုနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားပြီးမီးလောင်ပြင်ကနေအလောင်းတွေတွေ့ရတယ်လို့56မိုင်ရွာခန့်တူကပြောပါတယ် စိုးစုရန်ကြောင့်ကလေးတမူလန်တလျှောက်ကလေးမြို့နယ်မှာရှိတဲ့နန်းဟန်ရွယ်နန်းဆောင်ပူကန်ကြီးကန်တရားကျန်းဆက်ကုန်56မိုင်ခုံသာအရှိခုံသာအနောက်မော်လိုက်ကလေးတောင်ရွာမြောက်ရွာရာစကြိုညာစိန်စတဲ့ကျေးရွာတွေနဲ့တမူမြို့နယ်မှာရှိတဲ့နန်းခေါက်ခေါက်ဘုတ်ကံဝီတုံဖိုင်လင်းခမ်းပတ်ဖရားရေရှင်ကျွန်းတော်ရေရှင်ကနန်စတဲ့ကျေးရွာတွေအပါအဝင်စုစုပေါင်းကျေးရွာ50ကျော်ကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့အခုညီပေးနေသူတွေကပြောပါတယ် ကလေးမျိုးနယ်မှာစိုးစုရဲ့ဒေတာကူကရေးစစ်ဌာနချုပ်ဒါကာစာရှိသလိုနောက်တဲ့စစ်ခြေဆိုင်စကန်နေဖြစ်တဲ့ချလင်တရင်ခလာယာချိန်မြန်တရင်ခမာယာနဲ့စစ်ခြေကန်လေ့ကျင့်ရတဲ့စခတာအမြောက်တက်တဲ့20ခန်းရှိကစိုးစုကလေချောင်းသုံးပြီးလူလက်နဲ့ရိတ်ခဖြစ်တင်းတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်